ဒီနေ့ကျွန်တော်ကျွန်တော်ဟိုဒါ providing chair champion ရကျွန်တော် မေးခွန်းနေမေးထားတယ်အဲသူမေးတဲ့မေးခွန်းတွေကိုကျွန်တော်အစတော့တော့ဖြေဖို့အစီအစဉ်မရှိဘူးပေါ့လေဒါပေမဲ့သူရဲ့ပြောတဲ့စကားတွေဟာကျွန်တော်တချို့စကားတွေသဘောကျစေတယ်ပေါ့သူရဲ့ရည်ရွယ်ချက် ကောင်းတဲ့ဟာတွေကျွန်တော်မြင်ရတယ်အဲ့တော့သူမေးချင်တဲ့မေးခွန်းတွေကိုကျွန်တော်ခြုံပြီးတော့ပေါ့နော် ဖြေပေးမယ်ပေါ့နော်မိကတော့သူမေးချင်တဲ့မေးခွန်းထဲမှာသူက ကျွန်တော်ကဒီကျွန်တော်ရရုပ်မှန်ပြသဖို့အစီအစဉ်ရှိဖြစ်ကျွန်တော်ရမျက်နှာကိုလည်းဒါအများဖြင့်မြင်နေမြင်ချင်းကြရတယ်ပေါ့အဲ့ဒီပုံမှာလည်း तू ကမေးထားတယ်နောက်တစ်ခုက तू ကဒီကျွန်တော်ခြံမှာဖောက်နေတယ်နော်ဘီယန်နန်ကွန်ရိုးရရဗမာအဆက်တွေကိုတိုက်ချက်ကောင်းလို့ तू ကယူဆပါသလားတဲ့ထိုမျိုးတွေကိုရောင်းချပါသလားတဲ့ဒီလိုမေးထားတယ်နောက်တစ်ခုက तू ဗမာချက်မျိုးနဲ့ရိုးရရချက်မျိုးကိုကွယ်ကွယ်ပြားပြားနားလည်လားပေါ့ तू ကဒီလိုမျိုးအဓိကတော့ဒါပါပဲဆိုတော့ကျွန်တော်ပြောနံပါတ်1 ကျွန်တော်ရဲ့ရုပ်ကိုဘာလို့မပြလဲဆိုတော့အကြောင်းဟောတာအဲ့ဒါကျွန်တော်ပြောပြခြင်းတယ်ဘာဖြစ်လို့မပြလဲဆိုတော့ကျွန်တော်ပေါ်ပူလာဖြစ်တဲ့ခံစားချက်မျိုးမကြိုက်ဘူးလူရောသူရောတဲ့မှာကျွန်တော် ရွှေတို့လားလေးလားလို့တီးလို့မေးရင်တော့ကျွန်တော်အဟိုတမန်တော်လွယ်လှီးလွယ်ပြီးပြောတာများတယ်ဒါပေမဲ့ဦးလေးတို့ကသူကပြောခြင်းတယ်သူများရုပ်ပဲပြတယ်ဆိုတော့အဲ့ဦးလေးတို့အနေနဲ့ကျွန်တော်ဟာလူကောင်းတယောက်မဟုတ်ရင်ဦးလေးတို့ရုပ်ကိုပြပြီးတော့တင်ခံနိုင်မှာမလားဟုတ်တယ်မလားဟုတ် ကျွန်တော်ဝိုင်းထဲမှာရွှေတိုးလေးလားလို့ရွှေတိုးလေးအဖွဲလာတာကိုကျွန်တော်ကျွန်တော်မမြင်ပေမဲ့ဦးလေးကိုမြင်တာနဲ့သိနိုင်တယ်သိနိုင်တယ်ဦးလေးဘာလို့နောက်ကျောလုံလုံနဲ့နေနိုင်လဲဆိုတော့ကျွန်တော်ကသူများမဟုတ်တာမလုပ်လို့လေအဲဒါနံပါတ်1ကျွန်တော်ကပေါ်ပူလာမဖြစ်ရှင်လို့ဒီရုပ်ကိုမပြတာဖြစ်တယ်နောက်တစ်ခုက तू ကဒီပေါ့ဥပမာကြက်ကျွန်တော်ခြံမှာဖောက်တဲ့ကြက်တွေရောင်းချဘူးသလားကျွန်တော်ခြံမှာဖောက်တဲ့ကြက်တွေကျွန်တော်ရောင်းဘူးတယ်တော်တော်များများရောင်းဘူးတယ်ဒါပေမဲ့ကျွန်တော်ရောင်းတဲ့စနစ်ကတမျိုးရှိတယ် ချက်တွေဥပမာ6လ9လဖန်ရိုက်ပြီးတဲ့အချိန်ဆိုရင်ဖန်ရိုက်ပြီးရောင်းတယ်အဲဥပမာ9လအဲ sorry 3လ4လသားခွဲလေးတွေကိုဈေးအတင်းတင်းဈေးအလက်ဈေးမြင့်နဲ့ရောင်းတယ်ရောင်းတယ်ဒါပေမဲ့ကျွန်တော်မှာဒီ customer service တခုရှိတယ်ဖန်ရိုက်ပြီးဖန်ကြည့်ပြီးဝယ်တဲ့ချက်ကလွဲလို့ဒီလိုပဲအန်ဆင်းဝယ်သွားတဲ့ချက်တကောင်ဖြစ်တယ်အဲ့တကောင်ကအချိန်တန်လို့မကောင်းရင်ကျွန်တော်အစားပြန်လဲပြီးတယ်ငွေပြန်အမ်းပြီးတယ်ဥပမာ brother ရဲ့ ဒါအကုန်လုံးနားလည်အောင်ပြောရမှာဆိုရင်ကျွန်တော်စီမှာချက်ပေါက်ဒါကျွန်တော်ဗီယက်နမ်နဲ့ကွိုင်းနဲ့ဆက်ထားတယ်ဗမာနဲ့ဆက်ထားတဲ့ချက်ကလေးဝယ်သွားတယ်ချိန်တန်လို့မကောင်းခဲ့ရင်အဲ့တဲသေးလေးကျွန်တော်ပြန်ပေးတာမဟုတ်ဘူးအဲ့အရွယ်သူဝယ်တဲ့တန်ရေးတဲ့ကိုက်ညီတဲ့ဗမာတန်ဗမာသူလိုချင်တဲ့အမိုက်လားအလိမ်မာလားကျွန်တော်ဗမာဂျန်တွေကထွက်လာတဲ့ချက်တွေကိုကျွန်တော်ပြန်ပြီးတော့ဖြည့်ရှင်းပေးတယ်အဲဒါကြောင့်ကျွန်တော်အခုထိကိုကျွန်တော်ကြက်ရောင်းတဲ့နေရာမှာနာမည်ပြတ်မရှိဘူးမရှိဘူးဆိုတာမကောင်းတာတွေ ကောင်းတာတွေကြီးပဲထွက်နေလို့လားအဲ့လိုလည်းမဟုတ်ဘူးမကောင်းရင်ကိုယ်တာဝန်ယူပေးလို့အဲဒါပေမဲ့ကျွန်တော်လက်ရှိကျွန်တော်ဘာဖြစ်နောက်တစ်ခါဒီတော်ဒီမာလံဘုံကိစ္စတွေလည်းသူကပြောချင်တာပေါ့နော်မာလံဘုံကိစ္စကတော့အဓိကတော့မာလံဘုံဆိုတာလည်းဒါလမ်းဘုံကိုပဲကျွန်တော်ပြောချင်တာပါသူသူထူးထူးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကင်တဲ့လမ်းဘုံတွေကစက်ချွတ်ပါလေအဲ့တော့မာလံဘုံလို့ကျွန်တော်တို့ကခေါ်တယ်ဒါပါပဲเนาะကျန်တဲ့ဟာတွေကိုကျွန်တော်နောက်တစ်ပိုင်းနဲ့ဖြည့်ပေးပါမယ်သူလည်းပါပြောချင်သေးတယ် ပြောတင်နေဟောမယ်ဆက်ဆက်ပြီးတော့ကောင်းလာလေစူးစမ်းဖို့ပဲအဲကောင်းလာဗမာပြည်ကျဲလောကကိုတိုးတက်အောင်စူးစမ်းဖို့ပဲဖြစ်စေချင်ပါပဲเนาะကဲမင်္ဂလာပါဦးလေး